လာပါရှင်မေလာရှိရဲ့ကြာတာပရိနီရွှေငုံရဲ့ရန်ကုန်တခွင်သတင်းဆုံးလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစားတင်ဆက်မဲ့သတင်းကတော့ဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်တွင်ကပြရေးစံနီနှွေရသည်တင်တန်းဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တောင်ပိုင်းမြို့နယ်ပြည်ကြိုင်းနှင့်ပြည်သူဆက်ဆိုင်ဦးစီးဌာနအခြေခံပညာဦးစီးဌာနနှင့်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီးကြပြရေးဆက်နီးတင်နန်းဖွင့်ပွဲကိုမေလ6ရက်နေ့9နာရီက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဘ ਹੁ ဌာန Community Center ခမာရင်ပြုလုပ်ကြောင်းသိရပါသည်။ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်သန်တန်အေကတင်နန်းဖွဲ့လေတင်ကြရခြင်းဤဝဲချက်များကို ပြောကြားပြီးတင်နန်းနီးပြဆရာစာရေးဆရာတပ်ဝေးမောင်ကမိတ်ဆက်စကားပြောကြားပါသည်။ အဆိုပါတင်နန်းတို့တင်နန်းသားတင်နန်းတို့၄၀ဦးတယောက်ကြပြီးတင်နန်းကာလမှာမေလ6ရက်မှ14ရက်အထိဖြစ်ကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့နေမျိုးအောင်ကပေးပို့ထားပဲဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမှာကတော့တောင်းကလာပါမြို့နယ်တွင်သွေးလွန်ဒုက္ခရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်တဲ့တည်င်းဖြစ်ပါတယ်။တောင်းကလာပါမြို့နယ်တွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနဲ့သူနာပြုတက်ကတူចောင်းသားចောင်းသူများဟာရက်ွက်အုပ်ချုပ်ရေးမှုမြို့နယ်ကျေးဇူးတင် ြို့နယ်မိခင်တွေကလေးစောင့်ရှောက်ရေးအသင်းဝင်များမြို့နယ်ပြည်ထောင်ဖွဲ့တို့နဲ့ပူးပေါင်းပြီးသေလွတ်တုတ်ကေယောဂါကာကွယ်ရေးလုပ်ငန်းများကွင်းစင်းဆောင်ရွက်ခြင်းကိုမေလ9ရက်နေ့နေ့ပိုင်းကအမှတ်လေးရက်ွက်တင်ပြုလုပ်ကြကြောင်းသိရပါတယ်။အဲ့ဒီလိုဆောင်ရွက်ရာတွင် အမှတ်လေးရက်ွက်စာက15လမ်း16လမ်း19လမ်း ုဒ6လမ်း9လမ်း10လမ်းများရှိအိမ်များတွင်ဘုံသွန်လေးစေလုပ်ငန်းများဆောင်ရပြီးအပိတ်စေခက်ခြင်းကျမ်းမာရေးအသိပညာပေးဟောပြောခြင်းပဝင်းကျင်တန်ရှိလုပ်ငန်းများဆောင်ရပေးကြကြောင်းသိရပါပါရှင်ဒီသတင်းကိုတော့ခင်ဆွေနှင်းကပြပူလာတာပါထမန်တင်ဆက်မဲ့တဲ့ရင်ကတော့လှေကူမျိုးနယ်တွင်တက်ကြီးရွယ်အိုများအောင်ကျမ်းမာရေးဆောင်ရှားမှုပေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရှောင်ကတိုင်းဒေသကြီးလှေကူမြို့နယ်တွင်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်တိုင်းရင်စေကူဌာနတို့ပူးပေါင်းပြီးလှေကူမြို့နယ်တွင်ရှိတက်ကြီးရွယ်အိုများအားကျန်းမာရေးဆောင်ရှားမှုပေးခြင်းကို အပတ်စဉ်ပို့တော်ဦးနေတိုင်းဆောင်ရွက်ပေးလျက်ရှိရာမေလ9ရက်နေ့နနက်9:00နာရီမှ12:00နာရီအထိမြို့နယ်ပြည်သူစေယုံကြီးတွင်ဆောင်ရွက်ပေးကြောင်းသိရပါသည် အခုလိုကျမ်းမာရေးဆောင်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဒေါက်တာတောင်းထံဦးနှင့် ကျန်းမာရေးဝန်ထမ်းများတိုင်းရင်းစေကူဌာနမှမြို့နယ်တိုင်းရင်းစေမှုဒေါ်ပြပြဖြိုးနှင့်ဝန်ထမ်းများကတက်ကြီးရွယ်ဦး၄၄ဦးအားကျန်းမာရေးဆောင်ရှောက်မှုပေးကြားကြောင်းသိရပါသည်ဒီသတင်းကိုတော့အေးအေးနဲ့ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်နောက်ထပ်တင်ဆက်ပေးမှာကတော့တန်းတပင်မြို့နယ်တွင်ຫນွေစပါးဆံခွက်ရေသိမ်းမွေပြုလုပ်တဲ့သတင်းဖြစ်ပါသည် ရန်ကုန်တိုင်းဒေသကြီးထန်းသမီးမြို့နယ်တွင်မေလ9ရက်ကစပားမျိုးသေးချကရိယာစီတာဖြင့်စိုက်ပျိုးထားရှိတဲ့နေစပားများအားဆန်ကွက်ရိတ်သိမ်းမွေနှင့်တသိမ်းမြေဩဇာပတ်စံလျှော်မျိုးစေ့များစုပေါင်းကျက်ပတ်ပွဲကိုရေပေါ်တောင်ကျေးရွာရှိဧကတရာဆန်မြဆိုက်ကွက်တွင်ပြုလုပ်ကြကြောင်းသိရပါသည်။ ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိနှင့်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များကဒေသခံတောင်သူများအားစဘာမျိုးစေ့ချကရိယာစီတာအသုံးပြုရခြင်းရဲ့အကျိုးကျေးဇူးများကိုအသိပညာပေးရှင်းလင်းပြောကြားပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များနဲ့တာဝန်ရှိသူများကပတ်စံလျှော်မျိုးစေ့များစုပေါင်းကျက်ပတ်ပွဲကိုရေပေါ်တောင်ကြီးပါရှိဧကတရားစံပြစိုက်ွက်တင်ပြုလုပ်ကြကြောင်းသိရပါသည်။ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိနှင့်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များကဒေသခံတောင်သူများအားစပားမျိုးစိချကရိယာစီတာအသုံးပြုရခြင်းရဲ့အကျိုးကျေးဇူးများကိုအသိပညာပေးရှင်းလင်းပြကြပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များနဲ့တာဝန်ရှိသူများကပတ်စံလျှော်မျိုးစိများကိုတောင်သူများထံပေးရကြပါသည်ဆက်လက်ပြီးကွင်းအမှတ်123ကတောင်သူဥချော်ခိုင်ရဲ့စင်သူကဆံပြဆိုင်ခင်တသမတရီကကိုစပားချွေလေးဆက်ဖြင့်ဆံွက်ရည်သိမ်းကြရာ တအေက106.5ဒေနှုန်းထွက်ရှိကြောင်းသိရပါတယ်။အဲဒီနောက်မြေစီလောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်သစ်ဆိုင်မျိုးစာပတ်စံလျှော်မျိုးစေ့များကိုစုပေါင်းကျက်ပတ်ကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့စင်မင်းထိုင်ကပေးပို့လာတာပါ။နောက်ဆုံးနဲ့စမဲတဲ့ရင်ကတော့ဒဂုံမြို့သိအစေကံမြို့နယ်တွင်အခြေခံစာကြည့်ရည်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရခိုတိုင်းဒေသကြီးတကုံမြို့သေးစိတ်ကမ်းမြို့နယ် community center ခန်းမတွင်အခြေခံစာကြည့်ရပညာသင်တန်းကိုမေလ9ရက်နေ့နက်9:30မိနစ်ကဖွင့်လှစ်ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်ရှိပိုင်းခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လာလာနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြူသူမောင်အဖွဲ့ဝင်နှင့်ဦးကျော်မိုးကြီးမြို့နယ်ဦးစီးမှူးဦးစီးသူမောင်မောင်နှင့်သင်တန်းသားသင်တန်းသူဆရာဆရာမများတက်ရောက်ကြကြောင်းသိရပါသည် ်တင်တန်းကိုမေလ9ရက်မှ9ရက်အထိ3ရက်ကြာတင် जा ပို့ဆောင်မှာဖြစ်ပြီးအခြေခံပညာကျောင်းများမှာတင်တန်းသူဆရာမ33ဦးတို့တက်ရောက်ကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဖြိုးဆန္နာကပေးပို့ထားပဲဖြစ်ပါတယ်